့အားလုံးပဲကျွန်တော်တို့လာမယ့်တနင်္ဂနွေနေ့ညမြန်မာစံတော်ချိန်9:00နာရီထိုးချိန်မှာရှင်ပြိုင်ဆောင်ကြမယ်။တော်တရန်ဟော့စပါနဲ့မန်ချက်စတာယူနိုက်တက်တို့မှာပရီးမီးယားလိပွဲစဉ်17ဖြစ်ရှင်ပြိုင်ဆောင်ကြမယ်ပွဲစဉ်ပွဲကြိုသုံးသက်ချက်ပြုလုပ်ပေးသွားပါဦးမယ်ဗျာနော်။အဲ့တော့ညီကတို့အနေနဲ့ကျွန်တော်မှာ Spotlight 2 page ကို like and follow မလို့အတင်ညီကများကျွန်တော်မှာ page ကို like and follow လေးနဲ့ပြုလုပ်ပေးသွားပြီးတော့ Spotlight 2 YouTube channel အနေနဲ့စင်ကြည့်ရှုနေတဲ့ညီကများကျွန်တော်မှာ YouTube channel လေးကို subscribe များပြုလုပ်ပေးခဲ့ကြပါအောင်ဗျာနော်။ အဲ့တော့ဒီပွဲစဉ်ပွဲကြို30ချက်ကိုတော့ကျွန်တော်အနေနဲ့အဓိက highlight ထားပြီးတော့နှစ်ပိုင်းပိုင်းပြီးတော့ပြောကြားပေးချင်ပါတယ်။ပထမဆုံးတစ်ပိုင်းကတော့ Manchester United နဲ့ Tottenham Hotspur အသင်းတို့ရဲ့မှာ first line နဲ့နဲ့အတူကျွန်တော်ဒုတိယတစ်ပိုင်းကတော့ Tottenham Hotspur နဲ့ Manchester United တို့ရဲ့မှာလက်ရှိဖွင့်ပေးထားတဲ့ bookie ကြေးလေးတွေကိုကြည့်ပြီးတော့ bookie ကြေး30ချက်နှစ်ပိုင်းပိုင်းပြီးတော့ပြောကြားပေးမှာဖြစ်ပါတယ်။အဲ့တော့ပထမဆုံးတစ်ပိုင်းအနေနဲ့ကတော့ Tottenham Hotspur နဲ့ Manchester United တို့ရဲ့မှာဖြစ်နိုင်ခြေခံမှန် line နဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ Tottenham Hotspur ကတော့ ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့သူတို့ရဲ့မှာပုံမှန်ကစားခွက်ဖြစ်တဲ့၄နှစ်၃တင်းနဲ့အတူပွဲထွက်လာမှာဖြစ်ပြီးတော့သူတို့ရဲ့မှာနီးပြားဖြစ်တဲ့တောမက်ဖရန့်ကတော့အကောင်းဆုံးဆုံးဆိုတဲ့နီးစနစ်တွေနဲ့အတူမန်ချက်စတာယူနိုက်တက်တို့ကိုဧက္ခံပြီးတော့ကစားသွားမှာပဲဖြစ်ပါတယ်။အဲ့တော့အဓိကသူတို့ရဲ့မှာကစားဂိုးသမားဖြစ်တဲ့ဘီကာရိုနဲ့အတူပွဲထွက်လာမှာဖြစ်ပြီးတော့နောက်တက်မှာဆိုလို့ရှိရင်တော့ဘိုရိုရိုမီယိုဗန်ဒီပန်ဥတော်ကီယိုလိုကစားသမားတွေနဲ့အတူသူတို့ရဲ့မှာတကယ်ကိုပဲအားကိုးရတဲ့နောက်တန်း၄ယောက်နဲ့ပွဲထွက်လာမှာဖြစ်ပြီးတော့ကိုယ်လည်းမှာဆိုလို့ရှိရင်တော့ ဖန်တချာနဲ့စာဆိုတဲ့သူတို့ရဲ့မှာအဓိကကွန်လီတော့မှနှစ်ယောက်နဲ့ပွဲထွက်လာမှာဖြစ်ပါတယ်။တိုက်ချက်မှာဆိုလို့ရှိရင်တော့အဂျွန်ဆန်၊စီမွန်ကျွန်တော်တို့အိုတိုပါကိုလိုမန်နီတို့ပွဲထွက်လာမှာပဲဖြစ်ပါတယ်။အဲ့တော့တော်တင်ဟော့စပါတို့ကတော့သူတို့ရဲ့မှာပုံမှန်ပွဲထွက်နေကြတာကသမား၁၁ယောက်အစုံအလင်နဲ့မန်ချက်စတာယူနိုက်တက်တို့ကိုအဲ့ခံပြီးတော့ကစားသွားမယ်ဆိုပြီးတော့ဖုန်မူကခံမှန်းပေးထားတာဖြစ်ပါတယ်ဗျာနော်။အဲ့တော့တော်တင်ဟော့စပါတို့ကတော့သူတို့အနေနဲ့ကျွန်တော်တို့ပြီးခဲ့တဲ့ အပွဲစဉ်တုန်းကဆိုလို့ရှိရင်ကျွန်တော်တို့တွေမထင်မထားလောက်အောင်ပဲကောင်းမွန်ခဲ့ပြီးတော့ကိုပင်ဟေခင်သင်းကိုသူတို့အနေနဲ့လီကုပြတ်သွင်းယူပြီးတော့တကယ်ကိုပဲအကောင်းဆုံးဆိုတဲ့ခြေစွမ်းတွေကိုပြသထားနေခဲ့တာပဲဖြစ်ပါတယ်။တော်တယောင်းစမားတွေမှာကျွန်တော်နောက်ဆုံး၅ပွဲရလဒ်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နှစ်ပွဲနိုင်နှစ်ပွဲရှုံးတဲ့အတွက်ကျွန်တော်တို့တပွဲတည်ကြပြီးတော့တော်တယောင်းစမားတို့အနေနဲ့အနေထားကတော့လက်ရှိသူတို့ရဲ့မှာကစားခွက်နဲ့သူတို့ရဲ့မှာလူစင်းရဲ့အနေထားနဲ့ဒီသူတို့ရဲ့မှာရလဒ်တွေကတော့ပုံမှန်အနေထားဆိုတဲ့အနေထားမျိုးကိုပဲသူတို့အနေနဲ့ ရှိနေခဲ့တာပဲဖြစ်ပါတယ်အကောင်ကြီးလားဆိုလည်းမဟုတ်ဘူးအဆိုးကြီးလားဆိုလည်းမဟုတ်ဖက်နဲ့ပုံမှန်ခြေစွမ်းနေမှာပဲသူတို့အနေနဲ့ရှိနေခဲ့တာပဲဖြစ်ပါတယ်သူတို့တည်ကြထားတာကတော့မိုနာကိုတည်ကြထားတယ်ပြီးတော့ရှုံးနိမ့်ထားတာကတော့နျူကာဆယ်နဲ့ချက်ဆီနှစ်သင်းကိုရှုံးနိမ့်ပြီးတော့သူတို့အနိုင်ရလက်ထွက်ပေါ်ထားတာကတော့အဲပါတန်နဲ့ကျွန်တော်တို့ကိုပင်ဟေဂင်တို့ကိုဂိုးပြတ်သွင်းပြီးတော့အနိုင်ရလက်ထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်အဲ့တော့တော်တင်ဟော့စပါတို့ကတော့ပုံမှန်အလဲလက်ရှိတဲ့အသင်းတွေဆိုလို့ရှိရင်တော့သူတို့အနေနဲ့ဂိုးပြတ်နဲ့အနိုင်ရလေးရှိပြီးတော့ သူ့နဲ့ level level တူအသင်းနေနဲ့ဆိုလို့ရှိရင်တော့တရေသွမဟုတ်အရှုံးဆိုတဲ့အနေထားမျိုးတွေကိုသူတို့အနေနဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဧည့်သည်ဖြစ်တဲ့ Manchester United တွေမှာ first line ကိုနင်းငယ်လေးတွားပြီးတော့ချင်းကပ်ကြည့်အောင်နော်အဲ့တော့ Manchester United တွေမှာနီးပြဖြစ်တဲ့ Armoring ကတော့သူ့ရဲ့မှာပုံမှန်ကစားကွက်ဖြစ်တဲ့3-4-1-1ဆိုတဲ့ကစားကွက်နဲ့အတူကျွန်တော်တို့3 back system နဲ့ပဲပွဲထွက်လာအောင်မှာပဲဖြစ်ပါတယ်အဲ့တော့ Manchester United တွေမှာ first line နဲ့ခံမှန်ကိုသမားဆိုလို့ရှိရင်တော့ Gekko ပဲ လက်ကြီးတွေဖြစ်နေခဲ့တဲ့သူတို့ရဲ့မှာဂုသမတိဖြစ်တဲ့ဆန်နီလမန်နဲ့ပွဲထွက်လာအောင်မှဖြစ်ပြီးတော့နောက်တန်းမှာဆိုလို့ရှိရင်တော့ယိုယိုဒီလစ်လူရှော့တို့လူကသမားတွေနဲ့ပွဲထွက်လာမှာဖြစ်ပါတယ်။ပွဲလည်မှာဆိုရင်တော့အာမက်ဒီယာလိုကက်စီမီရိုဘရူနိုဖာနန်ဒက်ဒီအီဂိုဒါလိုလူကသမားတွေနဲ့ပွဲထွက်လာမယ်လို့ခန့်မှန်းပေးထားပြီးတော့တိုက်ချက်မှာဆိုလို့ရှိရင်တော့အန်ဘူမိုမက်တီးရဲ့ကွန်ညာနဲ့အတူကျွန်တော်တို့ဗီတာမင်ဆက်ကိုကိုအထောင်ထားပြီးတော့ပွဲထွက်လာမယ်ဆိုပြီးတော့ခန့်မှန်းပေးထားတာဖြစ်ပါတယ်။အဲ့တော့မန်ချက်စတာယူနိုက်တက်တို့ရဲ့မှာနီးပြအာမော်နေနေနဲ့ လက်ရှိမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့နောက်ဆုံး၅ဘွဲရလက်ကတော့တော်တော်လေးကိုကောင်းနေခဲ့တယ်လို့ပြောလို့ရတယ်နောက်ဆုံး၅ဘွဲရလက်ကတော့တပွဲရှုံးတပွဲသေးနေတဲ့အတွက်ကျွန်တော်တို့၃ဘွဲတိတိအနိုင်ရလက်ထွက်ပေါ်ထားတာဖြစ်ပါတယ်သူတို့ရှုံးထားတာကတော့ Bradford တဲ့င်းကိုပဲရှုံးနေထားခဲ့ပြီးတော့ Nottingham Forest ကိုတည်ရကြထားတယ်ကျွန်တော်တို့ Sunderland Liverpool အဲ Brighton တို့လိုအသင်းကိုသူတို့အနေနဲ့အနိုင်ရလက်တွေထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ Manchester United တို့ရဲ့မှာလက်ရှိခြေစွမ်းနေကတော့အားရစရာကောင်းနေဆိုတဲ့အနေအထားမျိုးမှာရှိနေခဲ့ပြီးတော့ တော်တရားဟောစွာတို့နဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းအကျိအနေနဲ့ရှင်ပြိုင်စားဖို့အတွက်ကစားသမားအစုံအလင်နဲ့ပွဲထွက်လာမယ်ဆိုပြီးတော့ဖူမူကခံမှန်းပေးထားတာဖြစ်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်အနေနဲ့ပြီးခဲ့တဲ့ Nottingham Forest တုန်းကပွဲစဉ်ကိုကြည့်ပြီးတော့တော်တရားဟောစွာနဲ့ပွဲစဉ်ကို Manchester United တို့အနေနဲ့ဘယ်လိုမျိုးအချင်းကပ်လာနိုင်ကြီးရှိလဲကျွန်တော်တို့နဲ့သုံးသက်ရတဲ့အနေထားမှာကတော့ Manchester United တို့ကတော့လက်ရှိအနေထားကကျွန်တော်ခြေစွမ်းတွေကတော်တော်လေးတိုးတက်လာတယ်လို့ပြောလို့ရတယ် ူတပြင်းနဲ့ကျွန်တော်တို့မန်ချက်စတာနဲ့တတွေ့မှာကွန်လေမှာကပြီးခဲ့တဲ့ပွဲစဉ်တွေကနေမတူဘဲနဲ့အခုနိုင်ပွဲရလက်ထွက်ပေါ်ထားတဲ့နောက်ဆုံးသုံးပွဲနဲ့သေကြထားတဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်မန်ချက်စတာနဲ့တတွေ့မှာကွန်လေနဲ့တိုက်စစ်တွေကတော်တော်လေးကိုအလုတ်ဖြစ်လာပြီးတော့အတွဲညီညီအတွဲလေးတွေမိလာခဲ့ပြီးလို့ကျွန်တော်အနေနဲ့သုံးသပ်လို့ရပြီးတော့မန်ချက်စတာနဲ့တတွေ့မှာကုသမသစ်ဖြစ်တဲ့ဆန်နီလမန်ကလည်းတော်တော်လေးကိုစိတ်ချရတဲ့အနေအထားမျိုးမှာရောက်ရှိနေခဲ့တာဖြစ်ပါတယ်အဲ့တော့မန်ချက်စတာနဲ့တတွေ့မှာလက်ရှိအာနေချက်ကတော့ အပုံမှန်ကျွန်တော်တို့ပြောနေကြအတိုင်းပဲနိပြအာမိုနီယံမှာကျွန်တော်တို့3 phase system ကတော်တော်လေးကိုအားနည်းနေခဲ့တာကိုတွေ့ရတယ်။ပြီးခဲ့တဲ့ကျွန်တော်တို့ Nottingham Forest နဲ့ပွဲစဉ်တုန်းကပြန်ပေးလိုက်ရတဲ့နှလုံးဆိုလို့ရှိရင်ကျွန်တော်တို့၄မိနစ်အတွင်းမှာပဲနှလုံးပေးလိုက်ရတဲ့ Manchester United တွေမှာနောက်တန်းနေကတော့တော်တော်လေးကိုလိုအပ်ချက်တွေရှိနေခဲ့တာပဲဗျာနော်။အဲ့တော့နိပြအာမိုနီအနေနဲ့အမှန်တကယ်ပဲလိုအပ်နေခဲ့တဲ့နောက်တန်းနေရာမှာဘာမှထွေထွေထူးတော့ပြောင်းလဲထားတာတော့မရှိဘူး။အဲ့ဒီကသာသမာ၃ယောက်နဲ့ပဲပွဲထွက်လာခဲ့တာပဲဖြစ်ပါတယ်ဗျာနော်။ ဲ့တော့ Manchester United တို့အနေနဲ့လာမယ့်စနေနေ့ညမြန်မာစံတော်ချိန်9:00နာရီထိုးချိန်မှာဆိုလို့ရှိရင်တော့ Tottenham Hotspur ရဲ့မှာအင်ကွန်းကိုတွားရောက်ပြီးတော့စောင့်စားရမှာဖြစ်ပါတယ်လက်ရှိ Manchester United တို့ရဲ့မှာခြေစွမ်းတွေကတိုးတက်လာတယ်လို့ပြောလို့ရပါမယ်နှလုံးပြန်ပေးလိုက်ရတဲ့ခြေစွမ်းတွေက Manchester United တို့အနေနဲ့တော်တော်လေးတော့ဆိုးသေးတယ်လို့ပြောလို့ရပါတယ်။အဲ့တော့ကျွန်တော်အနေနဲ့ဒီပွဲစဉ်တစ်ခုကိုသုံးသပ်ပေးရမယ်ဆိုလို့ရှိရင်တော့ Tottenham Hotspur တို့ကလည်းအများကြီးတိုးတက်နေတဲ့အခြေအနေမျိုးမဟုတ်သေးဘူး။ မန်ချက်စတာယူနိုက်တက်တို့ကလည်းပဲကျွန်တော်တို့တအားကြီးဆိုးရွားနေတဲ့အနေအထားအနေမှာမဆိုးဘူးလို့ပြောလို့ရတဲ့အနေအထားကိုပဲပြန်လည်ပြီးရောက်ရှိလာတဲ့ပွဲစဉ်တစ်ပွဲဆိုတော့ဒီပွဲစဉ်ကနှစ်ဖက်သွန်ခိုးရင်းနဲ့ဒုအပြန်လှန်နဲ့ကြီးလို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲလို့မြင်မိပါတယ်တော်တီယန်ဟော့စပါတို့ကလည်းပဲစုပ်ပြတ်တက်နေတဲ့မန်ချက်စတာယူနိုက်တက်တို့ရဲ့မှာနောက်တန်းနေကိုဂိုးရရှိဖို့တော့တော်တီယန်ဟော့စပါတို့ဘက်ကအစွမ်းကုန်စူးစမ်းလာမှာဖြစ်ပြီးတော့မန်ချက်စတာယူနိုက်တက်တို့ရဲ့မှာကွန်လယ်နဲ့တိုက်စစ်မှုတွေမှာအတွင်းအညီအရနဲ့တဆင့်ပေါ့နော်တွဲလုံးတွေကနေတဆင့် မန်ချက်စတာနဲ့တတူကလည်းပဲတော်တန်ဟော့စပါတို့ဘက်ကိုဂိုးရီသွင်းယူဖို့ကတော့လုံးဝသေချာပါတယ်ဗျာနော်အဲ့တော့ကျွန်တော်ရမအမြင်ရဒီပွဲစဉ်ကနှစ်ဖက်သွင်းဂိုးရီနဲ့အတူမြန်မြန်ဆိုင်ဆိုင်နဲ့ကြည့်လို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲလို့ကျွန်တော်ကတော့သုံးသပ်မိပါတယ်ဗျာနော်ကျွန်တော်ကစောစောပြောကျွန်တော်စောစောကပြောသွားခဲ့တယ်ကျွန်တော်တို့အဲမန်ချက်စတာယူနိုက်တက်နဲ့ကျွန်တော်တော်တန်ဟော့စပါတို့ရမလက်ရှိအင်တာနက်အဖွင့်ကြီးလေးကိုအနေငယ်လေးကျွန်တော်တို့ချင့်ကပ်ကြည့်ရအောင်နော်လက်ရှိမှာကတော့ကျွန်တော်တို့ဘူကီတွေဖွင့်ပေးထားတာကတော့ လေဗယ်လေဗယ်ဆိုတဲ့အနေအထားမျိုးပေါ့နော်ဒဲဒဲဆိုတဲ့အနေအထားမျိုးဖွင့်ပေးထားတာဖြစ်ပါတယ်တော်တယ်ဟော့စပါတို့ရဲ့မှာအင်ကုန်းကနေပြီးတော့မန်ချက်စတာယူနိုက်တက်တို့ကိုကျွန်တော်တို့ဒဲဒဲဆိုတဲ့အနေအထားမျိုးဖွင့်ပေးထားတာကတော့ဘူကီရီအနေနဲ့မန်ချက်စတာယူနိုက်တက်နဲ့စပါးကိုမင်းတို့ကြိုက်တဲ့ဘက်ကနေကွာဆိုတဲ့အနေအထားမျိုးဖွင့်ပေးလိုက်တာပဲဗျာနော်စပါးအင်ကုန်းကဖြစ်နေခဲ့ပေမဲ့လက်ရှိမှာကတော်တယ်ဟော့စပါတို့ဘက်ကအကြီးဖွင့်ပေးထားတာတော့မတွေ့ရသေးဘူးမန်ချက်စတာယူနိုက်တက်တို့ဘက်ကပဲ ကျွန်တော်ပွဲနာနီးရင်တော့ကြေးလေးတွေအနေငယ်ပြန်ဖွင့်ပေးမဲ့အရိုက်ခြေတွေကျွန်တော်တို့မြင်တွေ့နေကြရတာပဲဖြစ်ပါတယ်လက်ရှိဒီမှာပေးထားခဲ့တဲ့ကျွန်တော်တို့ပါဆန်နဲ့ရာကတော့မန်ချက်စတာယူနိုက်တက်တို့ကပွဲနာနီးလာခဲ့ရင်တော့ကျွန်တော်တို့လည်းပဲကျွန်တော်30ဆုံး20ဆုံးဒါမှမဟုတ်ရင်တော့30ဆုံးလောက်အထိဖွင့်ပေးမဲ့ပွဲစဉ်တပွဲလို့ကျွန်တော်ကတော့မြင်မိပါတယ်ပြီးတော့ကျွန်တော်ဒီနှစ်သိန်းအမှ5ပေါင်းကြီးပေါ့နော်5ပေါင်းကြီးကတော့ထုံးစံအတိုင်းပဲကျွန်တော်3လုံးတည်ရေဆိုတဲ့အနေထားမျိုးဖွင့်ပေးခဲ့တာဖြစ်ပါတယ် ဲ့တော့ဘူပေါင်းကြီးက၃လုံးသေးရေကျွန်တော်တို့ဘော်ဒီကြီးမှာကတဲ့တဲ့ဆိုနေထားမျိုးမှာကဒီနှစ်သိန်းရမှာအပြန်လှန်သွင်းခွေးတွေကိုအမြင်တွေ့ရဖို့တော့လုံးဝ100%တေချာသွားပြီဆိုတဲ့အနေထားမျိုးဘူကီတွေကဖွင့်ပေးခဲ့တာဖြစ်ပါတယ်အဲ့တော့ Tottenham Hotspur နဲ့ Manchester United နဲ့ကျွန်တော်တို့ပြီးခဲ့တဲ့နှစ်တွေတုန်းကထိတ်တိုက်တွေ့ဆုံတိုင်းမှာလည်းပဲဒီကြီးပတ်ဝန်းကျင်မှာပဲဖွင့်ပေးခဲ့ပြီးတော့အဲ့ဒီဂိုးပေါင်းကြီးဝန်းကျင်မှာပဲဖွင့်ပေးခဲ့တာဖြစ်ပါတယ်ထူခြားတာကတော့ပုံမှန်ဖွင့်ပေးနေတာ Tottenham Hotspur ရဲ့မှာအင်ကောမှာဆိုလို့ရှိရင်တော့စပါးတို့က မန်ချက်စတာယူနိုက်တက်ကို level မိုင်း50 30 40အဲ့ဒီအနေထားမျိုးမှာဖွင့်ပေးနေခဲ့ပေမဲ့ဒီနှစ်မှာကတော့ထူးထူးခြားခြားပဲတော်တရာဟော့စပါတွေမှာအင်ကောမှာကျွန်တော်တို့မန်ချက်စတာယူနိုက်တက်တို့ဘက်ကတောင်မှပြန်ပြီးတော့အနေငယ်လေးကြေးဖွင့်ပေးမယ်ဆိုတဲ့အနေထားမျိုးဖွင့်ပေးခဲ့တယ်ဆိုတော့ဒီပွဲမှာကတော်တရာဟော့စပါတို့အနေနဲ့အနိုင်ရရှိဖို့တော့အနေငယ်လေးရာခိုင်နှုန်းနည်းနေခဲ့တယ်လို့ထင်မြင်သုံးသပ်မိပါတယ်အဲ့ဒီလိုပဲကျွန်တော်အနေနဲ့ဒီအင်တာနက်ကြေးကိုကြည့်ပြီးတော့သုံးသပ်ရတာကတော့မန်ချက်စတာယူနိုက်တက်တို့ဘက်ကနည်းနည်းလေးအခြေအနေကောင်းတယ်လို့သုံးသပ်လို့ရခဲ့ပေမဲ့ တို့တို့ပြီးခဲ့တဲ့နှစ်တွေနှစ်တွေကထိတိုက်တွေ့ဆုံမှုတွေကိုသွားကြည့်မယ်ဆိုလို့ရှိရင်တော့မန်ချက်စတာယူနိုက်တက်တို့အနေနဲ့နောက်ဆုံးထိတိုက်တွေ့ဆုံထားတဲ့၅ချိန်တလုံးမှာကတော့တော်တီဟော့စ်ပါကိုအနိုင်ရရှိထားခြင်းလုံးဝလုံးဝမရှိခဲ့ဘူးဗျာနော်အဲ့တော့ဒါဒီအချက်ကလေးကိုကျွန်တော်အနေနဲ့တော်တော်လေးတော့သတိထားရမယ်အထူးသဖြင့်တော့မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ပြီးခဲ့တဲ့နှစ်တွေနှစ်တွေကရှုံကြွေးတွေကိုလာမယ့်စနေနေ့ည9:00နာရီတို့အချိန်မှာဆုံးအဲ့ဆုံကြွေးတွေကိုအဆုံးသတ်သွားနိုင်မလားဗောနော်အဲ့ဆုံကြွေးတွေကို အကြွေးပြန်ဆက်သွားနိုင်မလားဆိုတဲ့အနေအထားမျိုးတွေကိုကျွန်တော်အနေနဲ့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အဲ့တော့ဒီပွဲရဲ့မှာအနိကအကြေးလေးကိုကျွန်တော်အနေနဲ့လာမဲ့နောက်နေ့ဒီမှာပဲဆက်လက်ပြီးတော့တင်ပြသွားဖို့ရှိနေခဲ့သေးတာဖြစ်ပါတယ်ဗျာနော်။အဲ့တော့ညီကတို့အနေနဲ့ယခုကျွန်တော်သုံးသက်ပေးသွားတဲ့ထဲရမှာ Manchester United နဲ့ Tottenham Hotspur ပေါ့နော်။ Tottenham Hotspur နဲ့ Manchester United တွေမှာပွဲစဉ်မှာပေးအသင်းကနေပြီးမှအနိုင်ရရှိသွားနိုင်မယ်လို့ထင်မြင်မိလေ။ညီကတို့ရဲ့မှာအမြင်များကိုမှတ်ချက်မှာရေးပေးကြလို့ရပါတယ်။ကျွန်တော်ရဲ့မှာအမြင်အရပြောရမယ်ဆိုလို့ရှိရင်တော့ ော့တင်ဟောင်းစပါတော့အနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းကို2-1နဲ့နိုင်ရင်နိုင်ဒါမှမဟုတ်ရင်တော့မန်ချက်စတာယူနိုက်တက်အသင်းကတော့တင်ဟောင်းစပါအသင်းကို2-1နဲ့နိုင်ရင်နိုင်ဒီလိုပဲပြီးဆုံးသွားမယ်လို့ထင်ပါရယ်အဲ့တော့ညီကိုတို့ရဲ့မှာအမြင်များများကိုလည်းပဲကျွန်တော်ဗီဒီယိုပိုင်းအကကောင်းမှာမှတ်ချက်မှာရေးပေးခဲ့ကြပါအောင်ဗျာနော်